နေအိမ်အောက်ပါမချန်ရွှေတူးဖော်လာကြတဲ့အနံခမ်းရွာကချင်ပြည်နယ်ဘူရာအုပ်ခရိုင်မချန်ပေါ်မြို့နယ်မှာရှိတဲ့အနံခမ်းကျေးရွာမှာလူနေအိမ်တွေကိုဖယ်ရှားကရွှေတူးဖော်နေကြပါနဲ့စစ်တပ်အာဏာမသိမ်းခင်မှာဘူရာအုပ်ခရိုင်မှာရွှေတူးတဲ့လောက်ကနည်းနည်းပဲရှိခဲ့ပြီးမြဲအာဏာသိမ်းပြီးတဲ့နောက်မှာတော့ဘူရာအုပ်ခရိုင်တဲကစိုက်ပျိုးမြေနေရာဘာသာဤမြေနေရာတွေနဲ့ကျေးရွာတွေကလူနေအိမ်နေရာတွေအထိပါရွှေတူးဖော်တဲ့အလုံကနေရောက်ရှိလာတာဖြစ်ပါတယ် နန်ခမ်းလွာမှာပြီးခဲ့တဲ့2024ခုနှစ်နှစ်ဆန်းပိုင်းအထိရွာနဲ့ဝေးတဲ့မလိကအမြစ်အောက်ပိုင်းမှာသာရွှေတူးဖော်လာတဲ့ရှိခဲ့ပေမယ့်ဒီနှစ်နှစ်ဆန်းပိုင်းကစကရွာတွေကလူနေအိမ်တွေမှာပါရွှေလာရောက်တူးဖော်လာကြတာဖြစ်ပါတယ်။တချံကိုချက်သိန်းခွန်မရချီရခန့်ပေးကရွှေတူးဖော်ရေးကုမ္ပဏီကဝယ်ယူကြပြီး ရွှေတူးဖော်တဲ့လုပ်ငန်းပစ္စည်းပါကမြေပြန်ဖို့ပေးသလိုနေထိုင်ဖို့အိမ်ပြန်ဆောက်ပေးပါတယ်။ရွာရက်ကအိမ်မြေနေရာတွေအပြင်လမ်းမြေတွေကိုရွှေထွက်ညားတဲ့အကွက်ကွန်းပေါ်မူတည်ပြီးတအေကာကိုကြက်သိန်းရှိရာမှာနောက်ဟန်မွားရာထီဈေးပေးဝယ်နေတာထူပါတယ်။ခတ်တာကရွှေတူးတာကရွာသားတွေနဲ့သဘောတူပြီးမှလို့တာဆိုတော့တားရခတ်လေ။ရွာသားတွေကိုယ်လိုင်းကသူ့ရဲ့မြေကိုရောင်းစားကြတာတူးပြီးမြေပြန်ဖို့ပေးအိမ်ပြန်ဆောက်ပေးဖို့သဘောတူပြီးမှလုပ်ကြတယ်ဆိုတော့လဲပန်ရှင်အတွက်လည်းအဆင်ပြေရွှေတူးတဲ့သူလည်းအဆင်ပြေအပတွေလည်းအဆင်ပြေဆိုတော့တွားတားတဲ့သူတွေကလူမိုက်ထစ်နေတာပေါ့လို့ ပူရာဒေသခံတို့ကပြောပါတယ်။ရွှေလာရောက်ဒူးဖော်သူအများစုမှာဗန်မော်ဒေသခံတွေဖြစ်ပြီးတရားမဝင်ရွှေဒူးဖော်ရေလုံခြုံကိုပူရာဦးအရှိတိုက်စစ်ကောင်စီအရာရှိတွေကိုငွေကြေးပေးကလုတ်ကင်နေကြတာဖြစ်ပြီးမြေသူဆက်ကြီးတွေနဲ့နေ့ည94နာရီမနာပဲဒူးဖော်နေကြတာပါ။